စကိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ပြည်ရင်းပြည်ပါသာသနာပြုဓမ္မပါလဆရာတော်အရှင်ဘဂဒါလင်္ကာရဤသတင်းကျုပ်၅ရက်တရားစခန်းဖွင့်လှစ်သွားမယ့်သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးလေကူးမြို့နယ်လေလော်အင်းရွာ15မိုင်နှစ်ဖာလုံးရှိဓမ္မပါလာသာသနာရိပ်သားတွင် သတင်းကြိုလာပြေကျော်၂ရက်မှသတင်းကြိုလာပြေကျော်၆ရက်နေ့အထိအောက်တိုဘာလ၈ရက်မှ၁၂ရက်နေ့အထိပြည်ရင်းပြည်ပသာသနာပြုဓမ္မပါဠိဆရာတော်အရှင်ပါကတာလင်္ကာရာဤသတင်းကြို၅ရက်တရားစခန်း level 1ကိုဖွင့်လှစ်ခါဟောကြားပြသသွားမည်ဖြစ်တယ်လို့သိရပါတယ်တိရင်းပြည်ပါသာသနာပြုဓမ္မစကြဆဝိုင်းကျမ်းပြုဓမ္မကတိကဂုံတူးဆောင်ကိုပွဲရရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကတိကဂု ဓမ္မပါဠိဖောင်ဒေးရှင်း DVF ဥက္ကဋ္ဌဖောင်ဒါမြို့နယ်တန်ခါနိုင်ရကအတွင်ရေးမှုတိုင်းတန်ခါဝန်ဆောင်ဓမ္မပါဠိဆရာတော်အရှင်ပါကတာလင်္ကာရာကဝါလိုကင်းလုံးတရင်ကျအခါသမယမှာတရားရည်အမြိုက်ဆေးကိုတိုက်ကျေးပေးသောမှာဖြစ်တာကြောင့်ဗုဒ္ဓဘာသာဝင်များအနေဖြင့်မြတ်စွာဘုရားရှင်အားရည်မှန်း၍ဥပုသ်သီလစောင့်တည်ခြင်းပယိတ်တရားတော်များရွတ်ပွားပူဇော်ခြင်း တကြီးရွယ်အိုများနှင့်မိဘဘိုးဘွားများအားကတော်ချင်းကုသိုလ်ဒါနသီလပွားများခြင်းအစရှိတဲ့သူတော်ကောင်းတရားများကိုလည်းစ조사အားထုတ်ဆောင်ရွက်လေးရှိခြင်းနဲ့ဇလင်း၍တရားတော်များကိုမှုကြားချင်းမြင့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်တရင်ကျူ9ရက်တရားစခန်း level 1တွင်တရားနာအေဘရိတ်သက်များကိုအလူရှင်များက နေစွန်များဖြင့်အခန့်သွားမိဖြစ်ပြီးတရင်ကျုပ်9ရက်တရားစခန်း level 1ဝင်ရောက်လူသူများအနေဖြင့်လည်းအော်တိုဘာလ9ရက်ညနေ9နာရီရိတ်သားသို့အရောက်လာရမည်ဖြစ်ပြီးကျူတင်စရင်ပေးသွင်းလူသူများအနေဖြင့်မပုံတင်နေရက်ွက်ထောက်ခံစားအပြင်တကိုယ်ရီအသုံးဆောင်ပစ္စည်းများစေဝါများကိုလည်းတပါးရင်ယူဆောင်သွားရမည်ဖြစ်ကြောင်းတပါးရင်ယူဆောင်လာရမည်ဖြစ်ကြောင်းသိရပါတယ် ရန်ကုန်မြို့အတွင်းတရားအထုတ်လူသူများအနေဖြင့်ဖုန်းနံပါတ်399 695 6112တို့ဆက်သွယ်ဆက်ရင်ပေးသွင်းနိုင်ပြီဖြစ်ပြီးစုရက်ဖြစ်သောဓမ္မပါလာကျောင်းတိုက်ကျင်းမြနိုင်မြို့နယ်မှာအော်တိုဘာလ9ရက်မွန်းလွဲ2နာရီခွဲတွင်မော်တော်ယာဉ်များဖြင့်ကြိုးပို့ပေးသွားမည်ဖြစ်ကြောင်းနိုင်ငံအကျိုးမျှော်လို့နှိုးဆော်လိုက်ရပါရဲ့ရှင်။ 是。